အားလုံးမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester United နဲ့ပတ်သက်ပြီးကစားသမားပျောက်ရွှင်နောက်ဆုံးရသတင်းလေးတစ်ပုဒ်ရှိပါတယ်ဒါကတော့ Uvaiden တင်းရင်ကွင်းလေးကစားသမား Joao Gomez နဲ့ပတ်သက်ပြီးတော့တက်လာတာရှိပါတယ်ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရသတင်းလေးတစ်ခုကိုကျွန်တော်ဆွေးနွေးတော့ရအောင်ပေါ့ဗျာဘလို့အကြောင်းအရာလေးပါဝင်မှုရှိမလဲဆိုတာ အလုံးမင်္ဂလာပါဆရာသမားတွေအလုံးမင်္ဂလာပါဆိုတော့မန်ချက်စတာအုံနေတဲ့တင်ကောက်ပြဇန်နဝါရီဈေးကွက်မှာကွင်းလင်းနေရာအတွက်အားထားနေတဲ့အနေအထားတကူရဆိုရင်အခုလက်ရှိဥပိုင်းတဲ့တင်ကစားသမားဖြစ်တဲ့ဂျာအိုကုမဲကိုယူနေတဲ့တင်ကစိတ်ဝင်စားမှုချင်းနေတဲ့ခေါ်ယူဖို့အတွက်လဲကြောက်ကျိုးပဲဖို့ပြင်ဆင်နေတာပေါ့ဗျာဒီလိုအခြေအနေတစ်ခုမှာသူတို့ကပေါ့ဗျာကစားသမားဖြစ်သူရဲ့တန်ကြီးကိုပေါ့ဗျာအနည်းဆုံးပေါက်တဲ့ရှောက်စေဒီလိုရှင်နေတယ်ဆိုပြီးတော့ချီကောပဲကနေကျွန်တော်တို့ပို့လို့လာပါတယ်ဆိုတော့ လက်ရှိဥပါဒံအသေးအနေနဲ့တန်းစင်းသွောခင်းမျိုးဆိုရင်ပေါ့ဗျာလာမီးယားဒီတစ်ခုမှမက်ချက်စာုံနဲ့တဲ့အသေးပြင်ပေါ့ဗျာတခြားအသေးတွေကပါကြောက်ကိုမဲကိုခေါ်ယူဖို့အတွက်အချင်းကြီးများနေတယ်ဆိုပြီးတော့လည်း သူကရပေါ်မှာဖော်ပြထားပါတယ်သူတို့အသေးဘက်ကပေါ်ပြကစားသမားဖြစ်သူရဲ့တန်ကျစ်တစ်ခုအတွက်အနည်းဆုံးပေါင်သဲလျှောက်စီအလိုရှိနေပြီးတော့ဒီပမာဏအဆွေပေါ်ပြမက်ချက်ဆောင်နေတဲ့အသင်းကိုပြီးခဲ့တဲ့နေရာဒီကပြောင်းလာခဲ့တဲ့မတီးရဲ့ကိုညာရဲ့အပြောင်းရွှေ့တန်ကျင်တဲ့ပုံစံတူတမဲထားကြတယ်ဆိုပြီးတော့ကျွန်တော်သိချင်ထားပါတယ်သဘောကပေါ်ပြမတီးရဲ့ကိုညာတဲ့ဈေးမများဘူးမတီးရဲ့ကိုညာလို့ဈေးတူမဟုတ်ဘူးဆိုရင်တော့သူတဲ့အဲ့လိုထိမနေပင်နဲ့ဟုတ်ပါတယ်အသင်းကတမဲထားတယ် ဒီလိုပုံစံကားပါဗျာကိုရင်မက်ရှင်ဆောင်နေတဲ့အတင်းအတွက်ဇန်နဝါရီဈေးကွက်ကာလမှာခေါ်ယူဖို့အတွက်ကတော့မလေးကူပါဘူး။ဘာပြောလဲလဲဆိုတော့ဥပါရတဲ့အတင်းဘက်ကရိုတန်း60တောင်းတာတယ်။လက်ရှိကစားသမားဖြစ်သူရဲ့တန်ကြီးကတန်း60မရှိပါဘူး။တန်း30ကျော်အများဆုံးချင်းတန်း40ဒါလောက်ပဲရှိတယ်။အဒီလိုကွေးလေကစားသမားတယောက်ကိုတန်းလျှောက်စီပေးမိဆိုရင်သူတက် quality ကောင်းတယ်သူတက်အရေးသေးရှိပြီးတော့ဟုတ်တယ်မလားအမေကန်လုပြနေတဲ့ကစားသမားတွေကျွန်တော်ခေါ်လို့ရတာပဲ လက်ရှိဥပဒေအသင်ကတင်းစင်းစုံမှာရောက်နေတယ်ပြီးလို့ချင်းကျောင်းကိုမဲ့အနေနဲ့ကလည်းအတိုင်းတာတစ်ခုကြီးရုံးကန်နေရတဲ့ပုံစံမှာကျွန်တော်တွေ့နေရတယ်ဆိုတော့ဒီလိုကစားသမားတယောက်ကိုယ်ရည်အသင်ကမတည့်ရကွန်ညာထားဈေးနေနေပြီးတော့တဲလျှောက်စင်းနဲ့ခေါ်ဖို့ဆိုတာကတော့လုံးဝဖြစ်နိုင်ခြင်းအင်မတန်နေပါတယ်ဒါပေမဲ့တခုလို့ရှိတာပေါ့ဗျာ United အသင်ကဇန်နဝါရီဈေးကွက်မှာအမေရိကန်လိုအပ်နေတယ်ဆိုရင်တော့ဥပဒေအသင်နဲ့ဘယ်လိုညှိနှိုင်းမလဲ ငါတို့ကတော့ဒီကစားသမားဖြစ်သူခေါ်ခြင်းနဲ့လိုခြင်းနဲ့အစ်စ်မလွယ်ချက်ရှိတဲ့အတွက်မင်းတို့ကဒီကစားသမားဖြစ်သူကိုအနည်းဆုံးတန်ကြီးဘယ်လောက်ထိတက်မဲ့ပေးမလဲဒီလိုမျိုးလေးပုံစံကျွန်တော်တို့ရှိကောင်းရှိလာနိုင်တယ်ဘာဖြစ်လို့ဆိုတော့ကိုရင်မက်ချက်စတာအနေနဲ့တင်ကခေါ်မေးဆိုတာနဲ့တခြားတင်ကကစားသမားတွေကနေနေတိုင်းနဲ့အော်တိုဈေးတွေတက်တယ်အခုသူတို့တင်ကတန်းလျှောက်စီတက်မဲ့ထားတယ်ကိုယ်ယူနေတဲ့တင်ကကွေးလင်နေရာမှာအားဖြစ်ဖို့အတွက်အသေးအတန်ကိုကျွန်တော်တို့လှုပ်ဆောင်နေတာ ဒါကိုဥပိုင်တန်အတင်းကတည်တယ်ပြီးလို့ရှိရင်ဒီကစားသမားဖြစ်သူနဲ့သူတို့အတင်းကြမှာလေအစင်မပြေမှုတွေရှိတယ်လိုင်မေဇန်ဘော်ရေးဈေးကွက်နေရာဒီကာလာတိုးတစ်ခုမှဆိုရင်ပေါ့ဗျာအမေကန်ထောက်ခေါ်ဖို့အတွက်ကစားသမားဖြစ်သူကလည်းစင်နာပြပြနေတယ်ပြီးလို့ရှိရင်တကယ်လို့ပေါ့ဗျာမန်ချက်စတာယူနိုက်တက်အသင်းကိုဒီကစားသမားဖြစ်သူကယူနိုက်တက်မှယူနိုက်တက်ကတော့ပြောင်းရွှေ့တယ်ဆိုရင်တော့ဘယ်လိုလာမလဲပေါ့ဗျာဒီနေ့တင်းကြမှာဒါကိုကျွန်တော်ကြည့်ရမယ်ကစားသမားဖြစ်သူကိုတန်း60မဟုတ်ဘူး တန်40လောက်ပဲတင်ပါတယ်ဒါကျွန်တော်တယောက်ရဲ့အမိပေါ့ဗျာတခြားညီကိုတွေအနေနဲ့ကစားသမားဖြစ်သူရဲ့ခြေစွမ်း quality အနေထားတွေကြည့်ပြီးတော့ဘယ်လိုတက်မဲ့မလဲတော့မသိဘူးလက်ရှိဥပါဒေအတိမောဗျာဒီကစားသမားဖြစ်သူကအမေရိကန်ကောင်းမွန်နေတဲ့ပလေယာတယောက်လို့ကျွန်တော်ဆိုလို့မရဘူးတိစိစုံမှာရောက်နေပြီးတော့ကစားသမားတွေအပောင်ဝင်ပေါ့ဗျာအကုန်လုံးတိုင်ပဲ့နေတယ်ပြီးလို့ချင်းသူတို့ရဲ့စိတ်တွေပဲဆန်ရတွေကလည်းလုံးဝအကောင်းဖက်ကိုဥတည်နေတဲ့အနေထားတခုမရှိဘူး ဆိုတော့ဒီလိုကစားသမားတယောက်ကိုတန်းလျှောက်စင်တဲ့ကိုရီယိုနေတဲ့အတင်းကတန်လားမတန်လားဆိုတာအပြောင်းရွှေ့ဘုတ်ဖွဲ့ဝင်တွေရဲ့အပေါ်မှာအများကြီးမူတွေပါတယ်။ဒီတင်းတွေကလည်းကျွန်တော်ပြောသလိုပါပဲဒီကစားသမားဖြစ်သူကိုရီယိုစိတ်ဝင်စားတယ်။သို့ပေမဲ့လို့ခေါ်တဲ့နေရာမှာတော့တတို့ကိုစဉ်းစားရမှာလက်ရှိမန်ချက်စတာနေတဲ့အတင်းရဲ့ဈေးကွက်တစ်ခုကိုကြည့်ရလို့ချင်းတန်ချင်းများတဲ့ကစားသမားတွေနောက်ပြီးတော့အခုအသေးမှရှိနေတဲ့ကစားသမားတွေကိုလာစားချောချောမှုတွေပြုလုပ်နေတဲ့အတွက် တကယ်တမ်းဒီဂျာဝဂူမန်နဲ့မက်ရှယ်ဆောင်နဲ့တဲ့အတင်းရဲ့ဒီအပြောင်းဖြစ်ကိစ္စဟိုဘိုင်ဒန်အတင်းကဘလို့တက်မဲ့မလဲကိုရီးယားမယမကလိုချင်နေတော့တန်းလျှောက်စီပြင်မလားတန်းလျှောက်စီပြင်ရောမျိုးမားမင်းဒီကစားသမားပြစ်သူရဲ့တန်ကြီးက30 40လောက်ပဲတန်တာကိုကိုရီးယားတင်းနဲ့အတင်းကတန်း45တန်း40လောက်ဆိုရင်တော့မဆိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်။ကိုတွေကဇန်နဝါရီဈေးကွက်မှာအမေရိကန်လိုရဲနေတာဖြစ်တယ်။အခြားအသင်းတွေကလည်းဒီကစားသမားဖြစ်သူကိုလုံးဝစောင့်ကြည့်မှုတွေရှိတယ်။ ြင်းမဲ့တာခေါ်ယူဖို့အားခဲနေတဲ့အတွက်ညရာသီဇုကဲမှာဆိုရင်တော့ကိုတွေကတခြားအသင်းတွေနဲ့ပြန်ခေါ်ယူဖို့အတွက်မလွယ်ကူတဲ့အနေအထားတစ်ခုမှရှိမယ်။နိုင်ဂျီကလည်းမြင့်တထက်မြင်လာဖို့ရှိနေသလိုကစားသမားဖြစ်သူကသူတို့အသင်းကမဖြစ်မနေထွက်ခေါ်မယ်ဆိုရင်တော့လဲလဲတော့ဖြစ်ရှိနေတယ်ပေါ့ဗျာသူတို့အသင်းဘက်ကဆိုတော့စောင့်ကြည့်ရမှာပေါ့ဗျာမက်ဆာဆောင်နေတဲ့အသင်းတွေနဲ့ဇန်နဝါရီဈေးကွက်ကာလာတို့အသင်းမှာကျောင်းကိုမင်းနဲ့ကျွန်တော်အပြောင်းလဲလို့မလားကွင်းလေးနေရာကိုပြီးလို့ချင်းတန်ကြီးတစ်ခုက ဘလောက်ထိ United သင်ကပြင်ဆင်မှုရှိမလဲဥပါတယ်သင်ကနောက်ဆုံးဈေးတစ်ခုဘလို့ကျွန်တော်တက်မှတ်ထားမှုရှိမလို့ဆိုတာတစ်ချက်ကြည့်ရမယ်ဆိုတော့ညီကိုတို့အနေနဲ့ ဒီကြောင်ကိုမင်းနဲ့ပတ်သက်ပြီးတော့ဘလူးတီမကြီးလေဒီကစားသမားဖြစ်သူကတန်းလျှောက်စစ်တန်းလားမတည့်ရဲ့ကိုညာနဲ့ဈေးတပုံစံတဲ့အချင်းတွေတခုကျွန်တော်တို့တက်မလို့ရမလားဆိုတာဆွေးနွေးပေးကြပါအောင်ယူနိုက်တက်အသင်းနဲ့ပေါ့ဗျာလာမယ့်ဒီ international break ပွေးစီပြီးပြီဆိုတာနဲ့ everyday အသင်းနဲ့ကိုရီ offer ပေါ်မှာကစားပါမယ်ဆိုတော့အသင်းဘက်ကရလဲကောင်းဖို့လိုပါတယ်အားလုံးပဲကြည့်ဒီပါတယ်စားသမားတို့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ ကြည့်ရှုအားပေးတဲ့ညီကိုဒူးတယောက်စီတို့ကိုကျွန်တော်ထူးပဲလေးစားပါတယ်ဒီသတင်းတွေကိုလည်းထည့်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက် Lion Square လေးတွေမလို့တဲ့ Lion Square လေးနဲ့ Nutri Page account လေးကိုတိကျပြီးတော့အားပေးကြပါအောင်အားလုံးပဲ okay ပါ